ပြ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 မှာကျွန်တော်တို့ကတော့စကန်လေးရတဲ့ရတယ်ပေါ့နော်ဖုန်းနဲ့စကန်လေးရတဲ့ရတယ်ကိုယ့်ရဲ့ပုံလေးကိုယ့်ရဲ့အချက်လက်တွေကိုယ့်ရဲ့ဒီလိုက်ကိုသာသမျှအရာတွေအားလုံးပေါ့နော်စကန်လေးရတဲ့ရတယ်ဘယ်လိုကြည့်လို့ရတယ်ပေါ့နော်စကန်နဲ့ဘယ်လိုတိုင်မလဲပြုရှင်အဲ့စကန်နဲ့မှပတ်စပို့နဲ့ဘယ်လိုတိုင်မလဲပေါ့နော်အဲ့ဒါကိုကျွန်တော်ပြပြပြမှာဖြစ်ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့ like လိုက်ကြရအောင်အခုတော့ကျွန်တော်တို့ကကိုယ့်ရဲ့ Chrome နဲ့ဝင်လိုက်မယ်ဝင်လို့ရှိရင်ဒီမှာ သူအကောခရီတာဆိုတာရှိရပါတော့ကျွန်တော်တက်ချက်ဝင်လိုက်ပါတော့။ရောက်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာပါတော့။ကိုက email ထည့်ပြရတယ် UGF ပြီးထည့်ပြရတယ်ပုံမှာအများကြီးပါတော့။ email ဆိုလို့ရှိရင်လည်းအပုံဆိုလို့ရှိရင်လည်းအပုံတက်တက်ပါတော့။ဒီတိုင်းဒီမှာဆိုလို့ရှိရင်လည်းပါတော့ PNG file တွေတည်းရာ JPEG file တွေတည်းရာ PDF file တွေပါတော့။ video တည်းရာပါတော့ website ရာတော့အများကြီးပဲ။အဲကိုတော့မဲ့ website ကိုကြိုင်းတဲ့ website တွေကိုဝင်ပြီးတော့ထားရရပါတော့။ ်လို့ရှိရင် QR code ကိုပုံစံမျိုးမျိုးပြောင်းလို့ရတယ်အဲဒီ code ရဲ့မှာဘယ်လိုပုံစံထားမှလဲ QR code ကိုစားရလို့နော်အမျိုးမျိုးကိုထားလို့ရတယ်ပေါ့နော်ဟိုတောင်းတဲ့မှာဆော့ဝဲပေါ်မှာတည်ပြီးတော့ပေါ့နော်မျိုးမျိုးထားလို့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်အများကြီးရှိရောပေါ့နော်ဟုတ်ကဲ့ဒီမှာဆိုလို့ရှိရင်ကျွန်တော်ပြပြမှာအဲဒီတောင်းကျွန်တော်ပြန်တော့ create QR code ရအောင်နဲ့နဲ့နဲ့ပြီးဆိုကျွန်တော်တို့ဒီမှာတက်ပုံပေါ့နော်ဒီတော့ဆက်ဝင်လာမယ်။ဝင်ပြီး upload image ဆိုရှိရပါတော့။ upload image ဆိုရှိရင်ကျွန်တော် interview ဆက်ဝင်လာမယ်။ ပြောရှင်ကိုထားရင်နံပါတ်ပေါ့နော်ကိုထားရင်နံပါတ်လေးကိုလုံးရွေးလိုက်မယ်ဆက်ဒီပုံလေးရောင်းထားလိုက်မယ်နော်ပြီးရင် open ဆိုတာနှိပ်လိုက်မယ်ဟာပုံလေးတော့ရောက်ပါပြီနော်အဲဒီမှာဆိုရင်ကိုထားမဲ့ပုံလေးရောက်ပါပြီပြောရှင်ကျွန်တော်တို့ကဒီမှာနံပါတ်ပေးမယ်ပေါ့နော်အဲဒါဆိုရင်နံပါတ်ပေးပြပါပြီဘာမှကိုကြိုက်တဲ့ကိုကြက်တဲ့ပုံလေးထားလို့ရတယ်ပေါ့နော် ပြည့်ရှိရင်မှာပေါ့ custom light download ကြည့်ပါဘောနော်အဲ့ဒါဆက်နေရမယ်ဒီမှာ download ကြည့်ပါဘောနော် QR code ဆက်ရောကျွန်တော်တို့ရွေးလို့ရတယ်ဘောနော် QR code ကိုခုလိုထားပါလေပြည့်လို့ရှိရင် QR code ရေးမှာပါ frame ဘောနော်ခုချိုး QR code ကိုပဲ frame ရထားပါလေဒီလိုလေးဒါဒီဘောနော်အဲမျိုးထားလို့ရတယ်ဒီမှာဒီကောက်ကိုရပုံစံကိုကျွန်တော်တို့ကြိုက်လို့ ချေလို့ရမယ်ဒီအကြောင်းအကြောင်းလဲကျွန်တော်ကစက်သလိုချေလို့ရမယ်ဟုတ်ပြီလို့ရှိရင်အကြောင်းလဲရင်လဲစက်သလိုချေလို့ရတယ်ဟောနော်အောက်ပါအများကြီးရှိတယ်ပုံစံလေးတွေဒီကပုံစံလေးတွေကျွန်တော်ဒီအပေါ်မှာရှိတယ်နော် ီမှာအနှလေးလေးနဲ့ဘယ်လိုထားမလဲဒီမှာထပ်ထားလို့ရတယ်ဒီမှာ scan ပြီးဆိုတာလေးပုံလေးထားလို့ရတယ် every frame frame ဆိုတော့ဒီမှာ view ထားလို့ရတယ်ဒီ color နဲ့ logo လေးထားလို့ရတယ်ဒီ logo မှာလည်းဖယ်ပုံနဲ့ဖယ်တခုရေလို့ရှိရင်ထဲထဲမှာပုံလေးပေါ်နေမှာနော် Facebook ဆို Facebook ဒါအောင် email ဆိုလို့ရှိရင် email ပေါ်တော့ဟိုချက်တွေဒီမှာတခုထားလို့ရတယ်ပြီးရင် template ပေါ့ PNG ထားမှလားဒီ service ထားမှလားဟိုက PNG ထားရမယ်ပြီးလို့ရှိရင် download QR code ရှိတယ်ပေါ့နော်ဒီကမှာဒါဆို image QR code ရဲ့ site ပေါ့နော် download QR code ရှိတယ်ပေါ့နော်ပြီးမှဆိုတော့ QR code download ပြီပေါ့နော် download ပြီဆိုရင်ကျွန်တော်ကျိုးအဲ့ဒါကိုကျွန်တော်စက္ကန့်ဖတ်ကြည့်မယ်ပေါ့နော်စက္ကန့်ဖတ်ကြည့်ရတာများရင်းကျွန်တော်စက္ကန့်ဖတ်ကြည့်လိုက်မယ်ပေါ့နော် ားလာမြတ်လာယုံကြည်မယ်ဟုတ်ကဲ့ပါနော်ဒါစကန်ဖိုက်တာပေါ့နော်စကန်ဖရက်ရှင်ခုနကျွန်တော်ထားထားတယ်ဇူအခုတည်းမှာထားထားတဲ့ပုံတွေပါပေါ့နော်ဒီမှာအပေါ်လုံးရှိတယ်ပေါ့နော်ကိုကဒါထည့်ထားတဲ့ပုံ WhatsApp ပုံထည့်ထားဆဲပုံ20ဆိုပုံ20ပေါ့နော်ဒီပါပေါ့နော်အကုန်လုံးပြန်မှရှိနေမှာပေါ့အဲ့ပြီးလို့ရှိရင်နောက်တစ်ခုကကျတော့ကျွန်တော် business card ပေါ့နော် business card ကိုကျွန်တော်တော့ပြန်မှဖြစ်ပါတယ်အဲ့ဆိုရှင်ကျွန်တော်ဒီမှာလည်းပြန်ထားလိုက်မယ် လို့ရှိရင်ဆက်ဆက်ပြနေတယ်ဗောနော်ဒါနဲ့ပြီးဒီမှာကိုယ်ကဘာလုပ်မှာလဲဗောနော် physics ကဆိုပြီးမှ business ကိုတစ်ချက်သင်လိုက်နေပြီးလို့ရှိရင်ဒီမှာ create a business gap place ဆိုချင်ရောဗောနော်ဒါမှမဟုတ်ရှိဒီမှာ create ဆိုတာကိုရှိတယ်ကိုကြေညာနေလို့ရတယ်ဗောနော်ဒီကတ်နေရောနော်ဘယ်နာမည်ကြီးလုံးရေးမယ် ြီးရှိတယ်။ဒါကိုရကောပို့ထည့်နေနေပါတော့ community နဲ့ဆိုတော့ company ပေါ့နော်။ဆက်တယ်မထည့်နိုင်မယ်။ကလောရဲလောပေါ့နော် ဆိုလိုတဲ့အလုပ်ထဲမှာပေါ့နော်ဒီညမှာပေါ့ဘာလို့လဲပေါ့ဆိုလိုတဲ့အလုပ်ဒီညမှာထားရပေါ့နော်လို့ရှိရင်ဒီမှာကျွန်တော်ကိုယ့်ရဲ့ဝင်လေးပေါ့နော်ကိုယ့်ရဲ့ဝင်လေးထဲမှာကိုယ့်ရဲ့ဝင်လေးပေါ့နော် လို့ရှိရင်ကိုရဲ့ဖုန်းနံပါတ်ဒီမှာနိုင်ငံလိုက်ယူရရအောင်ဒီဘက်နဲ့နှိမ့်လိုက်အဲလို့ရှိရင်ပေါ်ပြန်နိုင်ငံနဲ့တိုင်းဆိုတိုင်းဒီမှာဆိုဒီမှာကိုကူးနေတဲ့နေရာရဲ့ဖုန်းနံပါတ်ပေါ့နော် ွေရွေအီးမေးလ်ပေါ့နော်ဒီ website ပေါ့နော်ဟိုရွေးလိုရတဲ့နေရာအကောင့်ထဲပေါ့နော် ည့်ဒီမှာကလာရွေးရတယ်ပေါ့နော်ဟွန်းဒီခြေလက်ကလာရွေးမယ်ကိုယ်ကြီးကကိုယ့်ရဲ့နာမည်ပေါ့နော်ဖိုတိုကောင်းလေးကိုယ့်အကူရေးထားရရတယ်ဒါဆိုရင်တော့ဒါသူထည့်ပြီးတာပြီးလာပဲရှိနေပါတော့ ့တချို့ website တွေမှာဆိုလို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့ပုံမှာထည့်ပြရတယ်ပေါ့နော်ဒီတန်းမှာတော့ပုံထည့်နေရတော့ကျွန်တော်လိုက်ရှာတော့မတွေ့ဘူးပေါ့နော်ရရှိကြရပါလေမှာပေါ့နော် create your account ရှိတယ်ဟို download download vcas ဆိုတာရှိတယ်နော်ဒါမှမဟုတ် create your account လည်းရှိတယ်ပေါ့နော်ဟိုနောက်ခုကြိုက်တာနဲ့ပြရတယ်ပေါ့နော် လို့ရှိရင်ကျွန်တော်ခုနတိုင်းပေါ့နော်ကိုပေါ်လာပြီပေါ့ဘယ်လိုပုံစံထားမှလဲပေါ့ဒီပုံစံလေးချက်တော့နော်ကိုသားကိုထားခြင်းနဲ့ပုံစံတိုင်းကိုချက်တော့ထားလို့ရတယ်ပေါ့နော်အမှားလည်းကြောင်ယူထက်ယူရရတယ်ဗောနော်လိုရထားရရတယ်လို့ရှိရင်ဒီမှာကိုပါသားခြင်းတွေဗောနော် ် site တွေလည်းတော့ auto save လေးရတယ်အကြောင်းလေးရေးလေးရတယ်ပြီးမှထဲက QR code ပုံစံပေါ့ထည့်ရေးလေးရတယ် QR code ရဲ့အကြောင်းပေါ့နော်ကိုပေးအောင်ထားပါတယ်ဒီရ QR code ရဲ့အကြောင်းထည့်ရေးလေးရတယ်ဒီရှင်ဒီမှာပေါင်းတွေပေါင်းတွေကိုပုံစံထည့်ယူရရတယ်အဲ့ပေါင်းတွေရဲ့ကာလာတွေကိုထည့်ယူရရတယ် ဒီမှာလည်းဒီလိုပဲပေါ့နော်ဒီမှာလည်းထည့်ယူရရသေးတယ်လို့ရှိရင်လဲမှာပဲပုံကိုထားနေတဲ့ပုံထားလို့ရတယ်ပေါ့နော်အီးကိုရတဲ့ပုံထားမယ်ဆိုဖြစ်ရှင်ရင်ဒါတော့ email နဲ့ပြီးလို့ရှိရင်ကိုရတဲ့ပုံလေးချက်ထားပြီး open နဲ့ရဲအဲ့မှာ file set ကတော့အများကြီးတယ်ပေါ့နော် file set ကတော့သူပြောတာတော့ဒီမှာ do admin ဖြစ်ပဲရမှာပေါ့နော်အဲ့လိုရှင်ပြရမရဘူး ဘယ်ဆိုလို့ရှိရင်မြင်နေတဲ့ပုံလေးဆိုရှင်အရမ်းမဟုတ်ဘူးပေါ့နော်။အဲဆိုင်များအရမ်းပုံလေးဆိုတော့မရအောင်ချက်ပြရအောင်ဒီပုံစံရတယ်။ဒါ BNG နဲ့ပဲကျွန်တော်ထားမှာနော်ပြီးလို့ရှိရင်ဒီမှာကျွန်တော် download QR code ဆိုရှိရပါတော့ဒါတော့ QR code ရဲ့ format BNG က PDF လာပါတော့ကိုယ်စာချုပ်ထားလို့ရတယ်ဒါတော့ site ပေါ့နော်ကိုယ်ပဲစာချုပ်ထားမှာလေပေါ့နော်ကိုယ်စာချုပ်ရဲ့ site ယူလို့ရတယ် ပြရည်ဆိုလို့ရှိရင်ကျွန်တော်တို့အဲဒီမှာ download QR code ဆိုတာရှိတယ်ဒီတစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အစမ်းလေးဆိုလို့ရှိရင်ဒီမှာ QR code ဆို QR code ပေါ်လာပြီပေါ့နော်အဲဆိုရင်ကျွန်တော်စက္ကန့်တစ်ချက်ပြန်ဖတ်ကြည့်လိုက်မယ်ဟုတ်တယ်နော်ဆက်ကြည့်ရပါ အဲ့ဆိုဒီမှာပေါ့နော်ကျွန်တော်ခုနထည့်ခဲ့တဲ့ဟာတွေမကုန်ပြန်ကုန်ပေါ်လာတွေ့ရတယ်ပေါ့နော်ဖုန်းနံပါတ်ရင်းရဲ့လိပ်စာတွေအဲ့မှာ view map ဆိုတာရှိတယ်ပေါ့နော် view map ဆိုတာတစ်ချက်နှစ်ရပ်ယူဆိုလို့ရှိရင်လည်းဒီမှာကိုနေရဘန်ကောက်ဆိုဘန်ကောက်ကိုပဲနေရလဲပေါ့နော်အတိအတိကြောက်သူပြန်ကြရတယ်ပေါ့နော်အဲ့တော့ကိုကိုဒေါင်းမဲ့ဆိုလို့ရှိရင်ရရတယ်ပေါ့နော်ဒေါင်းမဲ့ဆိုလို့ရှိရင်ကိုရဲ့ အကောင်လုံးတေချာပေါ်နေမှာပေါ့နော်ကိုမတောင်းလို့ feedback business ကဆိုတော့အဲ့ဒါကိုပြန်တောင်းလို့ရတယ်ပေါ့နော် website ကဝင်လာဆိုလို့ရှိရင်တော့ဝင်လို့ရတယ်ပေါ့နော်ကိုကဒါတကယ်မမကန်ထည့်ထားဆိုဆိုကိုရတယ်ပေါ့နော်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ပေါ့နော်ဒါကတော့ကိုစကန်ရတဲ့တယ်ပေါ့နော်ကိုရဲ့ပုံလေးကိုတိတ်နှိုင်းနေတဲ့ຢာတယ်ပေါ့နော် data တွေပဲဖြစ်ဖြစ်တက်ဖို့နေပဲဖြစ်ဖြစ်ပေါ့နော်ဒီလိုရှိရင်ကိုရဲ့ business ကပဲဖြစ်ကိုရဲ့အခြားတဲ့တွေပဲဖြစ်အဲစကန်ရလိုက်တာနဲ့ပေါ့နော် ဟိုပေါ်လာတယ်စကန်ထဲမှာဘယ်လိုတင်လဲဆိုတော့ကျွန်တော်ပြပြပြီးတော့ဖြစ်ပါတယ်ခေါ့နော်ဟုတ်ကဲ့ပါနောက်ပြီးတော့ဒီမှာပြန်တွေ့ကြမှာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ